ကတိတက်ခက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာထိတ်တန့်စစ်ဗိုလ်ချုပ်နှူးကိုတရုတ်ကွန်မြူနီပါတီ CCP ကဖိရှားလိုက်ပါတယ်။တရုတ်ရဲ့စစ်ဘက်ယာတို့ဒုတိယအမြင့်ဆုံးဗိုလ်ချုပ်တူဖြစ်တဲ့ဟီဝေတောင်နဲ့တရုတ်ကြီးတက်ရဲ့ထိတ်တန့်နိုင်ငံရေးမှူးတူဖြစ်တဲ့မော်ဟွာတို့ကိုပါတီတဲကနေနှင်ထုတ်လိုက်ပြီးလို့တရုတ်အာဏာရပါတီကအော်တိုဘာ18ရက်နေ့မှာကြေညာခဲ့ပါတယ်။သူတို့နှစ်ဦးဟာအကတိဆက်ဆွဲချက်တွေနဲ့လည်းအမှုရင်ဆိုင်နေရကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနကအသေးစားထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ထဲမှာအကြတိတက်ဖြက်ရေးအစည်းအမံတွေကိုအင်တိုက်အားတိုက်အစားပြုလာခဲ့တဲ့2023ခုနှစ်နောက်ပိုင်းဒါဟာရာထူးအကြီးဆုံးပုတ်ကိုရီအရေးယူခံရမှုဖြစ်လာခဲ့ပါတယ်။ဟီဝေတောင်က1986ခုနှစ်နောက်ပိုင်းကစလို့တရုတ်စစ်တပ်ရဲ့ဩဇာကြီးမားတဲ့ဗဟိုစစ်ရေးကော်မရှင်မှာလက်ရှိတာဝန်ယူနေတဲ့အထက်ကပထမဆုံးထုတ်ပယ်ခံရသူအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။သူဟာမက်ရှလကလေးကလူမြင်ကွင်းကပျောက်ကွယ်နေခဲ့ပြီးသူ့အပေါ်ဆွဆွဲချက်တွေကိုတော့အစောပိုင်းမှာတရုတ်အာဏာပိုင်တွေကမကြေညာခဲ့ပါဘူး။ ဟီဝေတောင်နဲ့မောဟွာတို့အပေါင်းဝင်စစ်ဘက်အရာရှိ9ဦးကပါတီရဲ့ကျင်းဝတ်စည်းကမ်းတွေကိုဆိုးရွားစွာချုပ်ဖောက်ခဲ့တဲ့အတွက်သူတို့ကိုထုတ်ပယ်လိုက်တယ်လို့ CCP ကဆိုပါတယ်။သူတို့တွေဟာအခွန်နဲ့ပတ်သက်တဲ့အစည်းအဝေးချုပ်ဖောက်တာတွေငွေပမာဏအမြောက်အများမယုံမသားလုပ်တာတွေကိုကျွလွန်ခဲ့တာလို့ဂါကိုရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဂျန်ရှောင်းကန်ကပြောပါတယ်။အသက်68နှစ်အရွယ်ဟီဝေတောင်ကိုထုတ်ပယ်ခြင်းက CCP အတွက်တော့အရှုပ်ထွေးပြီးတက်ရောက်မှုပြင်းထန်တဲ့အဆုံးပြချက်ကြီးတစ်ခုဖြစ်လာပါတယ်။ သူဟာ CCP ရဲ့ Police Bureau အဖွဲ့ဝင်24ဦးထဲမှာပါဝင်နေတာပါ။ဒါ့အပြင်တရုတ်ရဲ့စစ်တပ်ဖြစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှာအတွေ့အကြုံအရင်ကျဆုံးစစ်ဦးစီးတဦးဖြစ်ခဲ့တယ်လို့သမရရှိချင်းဖြစ်နေလဲနှိဆက်တဲ့စစ်ဆင်ရေးမျိုးရှိနေပါတယ်။သူဟာ2020နှစ်တုန်းကတမရိုးကြအလုပ်ရိုးလုပ်စဉ်အဆင့်တွေကိုကျော်ပြီးစစ်ရေးကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌရာထူးကိုတိုက်ရိုက်တင်မြှောက်ခြင်းခံခဲ့ရကြောင်းလည်းသိရပါရှင့်။